်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်၏စစ်ရာဇဝတ်မှုကျူးလွန်မှုများအတွက်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုအဆုံးသတ်ရန်တောင်းဆိုလိုက်ပြီး ICC တရားရုံးကမင်းအောင်လှိုင်အပေါ်ဖန်ခွရန်းထုတ်ရည်နှောက်နှေးနေမှုကိုမေကွန်းထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မြန်မာစစ်တပ်၏စစ်ရာဇဝတ်မှုကျူးလွန်မှုများအတွက်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုအဆုံးသတ်ရေးအရက်ဘတ်အဖွဲ့များရိုဟင်ဂျာများနဲ့မြန်မာလူမှုအဖွဲ့အစည်းအလုံးကတောင်းဆိုထားကြောင်း ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံ OACHR ကတရင်ထုတ်ပြန်ပါတယ်မြန်မာနိုင်ငံမှလူ့ခွင့်ရေးကကွယ်သူ၃ဦးကဂျနီဗာတွင်ကျင်းပသည့်အကြိမ်60မြောက်လူ့ခွင့်ရေးကောင်စီအစည်းအဝေးနှင့်ယူရောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံတွင်ရိုဟင်ဂျာများ၏အခြေအနေနှင့်ပတ်သက်ပြီးတရားမျှတမှုရရှိစေရေး၊ငြိမ်းချမ်းရေး၊ဂုဏ်သိက္ခာနှင့်လူ့ခွင့်ရေးများပြန်လည်ရရှိရေးအတွက်ကူညီဆောင်ရွက်ပေးရန်နိုင်ငံတကာအသိုင်းအဝိုင်းသို့တောင်းဆိုခဲ့ပါသည် ရိုဟင်ဂျာအရေးလှုပ်ရှားနေသော Farmis Rohingya Organization UK ဥက္ကဋ္ဌဥထုံးခင်ကတရားမျှတမှုကိုလိုချင်ပါတယ်။ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုကျွန်တော်တို့သွားလေတုန်းကလွမြောက်လာသူတိုင်းကတရားမျှတမှုကိုလိုချင်နေဆိုတာကိုပြောကြတယ်။တရားမျှတမှုအတွက်ရှစ်နှစ်ကြာအောင်စောင့်ခဲ့ရပြီးပြီ။လူမျိုးတုံးတက်ဖြတ်မှုကနေလွမြောက်လာသူတွေအတွက်တရားမျှတမှုရဖို့ကအရေးကြီးပါတယ်ဟုပြောဆိုပါတယ်။ ဥထုံးခင်ကမြန်မာစစ်ကောင်းဆောင်များကိုတရားဥပဒေအရအရေးယူရန်အာဂျင်တီးနားတရားရုံးတွင်တရားစွဲဆိုထားသူလည်းဖြစ်ပါသည်။ဥထုံးခင်ကမြန်မာအရေးနှင့်ပတ်သက်၍နိုင်ငံတကာတရားစီရင်ရေးရန်ရာများ၏နှောက်နှေးမှုအပေါ်စိုးရိမ်ကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါသည်။ရုရှားသမ္မတဗလာဒီမာပူတင်ကိုဟန်ဝရန်ထုတ်ချင်းခဲ့သောကိစ္စရပ်တွင် ICC တရားရုံးကနှိမ်မြတ်သောအရေးယူဆောင်ရွက်မှုလုပ်ခဲ့တော်လဲမင်းအောင်လိုက်ကိုဖန်ဝရန်ထုတ်ရဲပါဝင်မြန်မာနိုင်ငံအရေးကိစ္စတွင် ICC တရားရုံးကနောက်နေနေမှုအပေါ်ဥထွန်းခင်ကမိကွန်းထုတ်လိုက်ပါတယ် တရားမျှတမှုနှောင့်နှေးခြင်းကတရားမျှတမှုကိုညှင်းပယ်ခြင်းဖြစ်ပါတယ်။တရားမျှတမှုဆိုတာမျက်နှာလိုက်လို့မရပါဘူး။ရာဇဝတ်မှုတွေအတွက်တာဝန်ရှိတဲ့သူတိုင်းကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်ဟုဦးထွန်းခင်ပြောဆိုပြီးအေအေကြောင့်ရိုဟင်ဂျာအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်းပြောဆိုပါတယ်။ကုလသမဂ္ဂလူ့ခွင့်ရေးအကြီးအကဲဖော်ကာထရက်ကမြမအရေးနဲ့ပတ်သက်၍ ICC တရားရုံးကိုလွှဲပြောင်းပေးရန်ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအကြိမ်ကြိမ်တိုက်တွန်းထုတ်ဖော်ပြောဆိုထားသည် ဒီနေ့မြန်မာနိုင်ငံကဘဝတွေအထူးသဖြင့်ရခိုင်ပြည်နယ်မှာရှိနေတဲ့ရိုဟင်ဂျာတွေနဲ့အခြားလူနည်းစုတွေအတွက်ကြုံပူးသမျှအဆိုးဆုံးဖြစ်နိုင်ပါတယ်။တမိုင်းတလျှောက်ဆိုးရွားတဲ့အခြေအနေတွေကိုကြုံနေရတာပါ။နိုင်ငံတကာအတိုင်ဝန်အနေနဲ့ရိုဟင်ဂျာတွေရဲ့ငြိမ်းချမ်းရေးနဲ့လွတ်လပ်မှုတောင်းဆိုချက်တွေကိုအာရုံစိုက်စေချင်ပါတယ်ဟုကုလသမဂ္ဂလူ့အခွင့်ရေးအကြီးအကဲဘောကာထရက်ကတိုက်တွန်းပါတယ်။ဆလပီတရင်ချိုလာပြင်းနေတွင်ဒီပေါ်မျိုးကိုအကြံဖက်စစ်တဲ့ဂျက်ဖိုက်တာဖြင့်ပုံကျင်း ကလေးတဦးအပါဝင်၃ဦးထိမှန်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့မှာအကြံဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့ပုံလှရောက်ချဲချတိုက်ခိုက်မှုကြောင့်ကလေးတယောက်အပါဝင်၃ယောက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့တောင်းတပ်မတော် DNL ကထုတ်ပြန်ပါတယ်။ အကြံဖတ်စစ်တပ်ဟာဒီနေ့မနက်ပိုင်းကတီဘောမြို့တွင်ရှိ microwave ဆက်သွယ်ရေးတဲကို jet fighter နဲ့ပေါင်150ဖုံးတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အကြံဖတ်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်2နှစ်အရွယ်ကလေးငယ်အသက်23နှစ်အရွယ်နဲ့အသက်26နှစ်အရွယ်အမျိုးသားလူငယ်2ယောက်ထိမှန်ထဏ်ရန်ရရှိခဲ့တယ်လို့ဆိုပါတယ်။ဘုံကျဲရောက်ပောက်ကွဲမှုကြောင့် microwave အဆောက်အဦးနှင့်ပြည်သူလူထုရဲ့နေအိမ်တလုံးလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ ဒါပြင်အကြံဖက်စစ်တပ်ရဲ့ Jet Fighter ဟာဒီပေါ်မြို့ကိုတိုက်ခိုက်ပြီး3မိနစ်သာချကာနံပါတ်2မြို့မြို့မစေးရက်ကွက်နှင့်ရှိပြည်သူလူထုတည်ရှိရာကိုရည်ရွယ်ချက်ရှိရှိဘုံတွေလာရောက်ကျဲချတိုက်ခိုက်ရာနေအိမ်6လုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။အကြံဖက်စစ်အုပ်စုနဲ့တိုင်းသားလက်နက်ကိုင်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာအကြံဖက်မှုအမျိုးမျိုးနဲ့ပြည်သူတွေအပေါ်စစ်ရာဇဝဲမှုကျူးလွန်နေတယ်လို့လည်း TNL ကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးမဲစရင်မှာရွေမှုအကြောင်းပြအာနာသိန်းကဲ့သို့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲစရင်များမှာလူဦးရေ900တွင်300မှာရွေနေဟုကြံဖို့ပါတီမှဘူးလက်လက်ဆွေပြောတေသူများမဲစရင်တွင်ပြန်ပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုမိသားစုနှင့်အမှတ်လောင်းမိသားစုပင်မဲစရင်မပါဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် 2020ရွေးကောက်ပွဲတွင်မဲဆရင်မှားယွင်းသည်ဟုအကြောင်းပြအာဏာသိမ်းခဲ့သောစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲဆရင်များမှလူဦးရေ900တွင်လူဦးရေ300မှားယွင်းနေကြောင်းကြက်ပေါ်ပါတီမှဘူးလလဆွေကအောက်တိုဘာလ9ရက်နေ့သူ၏လူမှုကွန်ရက်မှတဆင့်ထုတ်ဖော်ပြောဆိုခဲ့ပါသည်ရွှေကောက်ပွဲအတွက်မဲစရင်များသွားရောက်စစ်ဆေးကြည့်သောအခါလူဦးရေ900တွင်လူဦးရေ300မှာမဲစရင်များမှားယွင်းနေကြောင်းရက်ွက်အုပ်ချုပ်ရေးမှုနှင့်မိသားစုဝင်များပင်မဲစရင်မပါကြောင်း မဲဆင်းများအလွန်ကွာဟနေပြီးမဲဆင်းများပြန်လည်ပြုပြင်ရန်ပင်အချိန်တစ်ပတ်သာကြာတော့ကြောင့်ဘူးလလဆွေကပြောဆိုပါရယ်မဲဆင်းတွေကတ်ထားတာသွားကြည့်တယ်တော်တော်များများလွဲနေတယ်ဘလို့လွဲတာလဲဆိုတော့2020တုန်းကမဲဆင်းအဟောင်းကြီးလို့ယူဆရတယ်အခုအစ်စ်ပြန်ကောက်တဲ့ဒီရက်ကျေးအုပ်ချုပ်ရေးမှုတွေပြန်ကောက်တဲ့စရင်တွေမဟုတ်ဘူးကွာတာကတော်တော်ကွာတယ်900မှ300လောက်ကွာတယ်ဈာကသိမ့်မကောင်းဘူး UEC အနေနဲ့ပြန်လုပ်ရမယ်ပုံစံသုံးနှစ်ပြန်လျှောက်ပြီးတော့တော်တော်ကိုလုပ်ရမယ်ဒါအောက်တိုဘာ12ရက်နေ့ဆိုတော့ ဒီနေ့က9ရက်ဆိုတော့တပတ်ပဲခြံတော့တယ်။ဒီတပတ်အတွင်းမှာတော်တော်လုံယူရမယ်။ဥပမာမင်္ဂလာဒီပလို့ရက်ွက်မျိုးမှဆိုရင်ရက်ွက်အုပ်ချုပ်ရေးမှုတော့မပါဘူးဗျာ။ရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုကမဲစင်းရင်မပါဘူး။ကျန်တဲ့လူတွေပြောမနေနဲ့အဲ့ဒီလူတွေဖြစ်နေတယ်။တည်သွားတဲ့သူတွေပြန်ပါနေတာရှိတယ်။တည်သွားတဲ့သူတွေနောက်တစ်ခါအပြီးပြောင်းသွားတဲ့သူတွေပြန်ပါနေတယ်။ဒါကတော်တော်များတယ်ဟုဘူးလလဆွေကဆိုပါတယ်။ ထို့ပြင်မဲစင်းများမှာတမျိုးနယ်လျင်ရာခနန်းကျော်กว่าဟနေပြီးမဲစင်းမှားရွေးမှုများသည့်အတွက်မဲစင်းကိုဓာတ်ပုံရရွေရက်ွက်အတွင်လူဦးရေစရင်နှင့်တိုက်ဆိုင်စစ်ဆေးနေရကြောင်းစစ်တလောက်ခံရွေးကောက်ပွဲကော်မရှင်အနေဖြင့်မဲစင်းများကိုပြန်လည်ပြုပြင်ရမည်ဖြစ်ကြောင်းဘူလလဆွေကပြောပါတယ်နောက်တစ်ခါလွတ်တော်ကူဆက်လေတအူးပဲပါတယ် ူ့မိသားစုကြတော့မပါဘူးလွတ်တော်ကိုစလေတောင်အားနာလို့ထဲပေးလိုက်တာလားမသိဘူးအဲ့ဒီတော့ UEC ကအဲ့ဒီမဲစင်းတွေကတော်တော်ကိုမှားနေတယ်တော်တော်ကိုပြန်ပြင်ရမယ်အဲ့ဒါတွေ့တယ်ဒါလေးကိုအချိန်မီပြုပြင်ဖို့ဘသူတွေအလုရှုပ်လဲဆိုတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေလွတ်တော်ကိုစလေတွေကိုယ်တိုင်ကအားထုတ်ပြီးတော့မဲယုံတိုင်းကိုလိုက်ကြည့်ပြီးတော့မှကြက်ပုံရိုက်ပြီးတော့ဒီစီရင်မှန်လားမမှန်ဘူးလားဆိုတာရက်ွက်ထဲကလူတွေကိုတိုက်ဆက်စေးတာတွေလုပ်နေရတယ်။တမျိုးနဲ့တမျိုးနဲ့ကိုယာနဲ့ချီပြီးတော့ကြွားနေတယ်။ဒါလေးတော့အားထုတ်ပြီးတော့လုပ်ရမယ်။ ဒါလေးတော့အားထုတ်ပြီးတော့လုပ်ရမယ် UEC ကဟူဘူလလဆွေကဆိုပါတယ်2020ရွေးကောက်ပွဲတွင် NLD ပါတီကအပြတ်သက်အနိုင်ရရှိခဲ့တော်လဲမင်းအောင်လိုက်နဲ့စစ်တပ်ကမင်းစင်းများမှားယွင်းသည်ဟုဆိုကာအကြောင်းပြ၍2020ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ကောင်းသမရဦးဝင်းမြင့်နဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကိုဖမ်းဆီးကာအာဏာသိမ်းခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးညတကောင်လေးချောင်းတိုက်ခိုက်မှုကြောင့်လူသေဆုံးမှုအများဆုံးဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ စစ်တိတ်လေကြောင်းတိုက်ခိုက်မှုများတဲ့တွင်ညတကောင်ကျော်အချိန်ဖုံးကျဲမှုကြောင့်လူသေဆုံးမှုအများဆုံးဖြစ်နေကြောင်းမြမစစ်ဘက်ရေးရနှင့်လုံခြုံရေးဆိုင်ရာလေလာရေးအဖွဲ့ MDSI ကဆိုပါတယ်စက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှုဆိုင်ရာသုံးသက်ချက်တဲ့တွင် MDSI ကရှင်းထုတ်ဖော်ပြထားပြီးစက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှုစုစုပေါင်းဤ83ရာခိုင်နှုန်းသည်နေ့အချိန်တွင်ဖြစ်ပွားခဲ့ပြီး28ရာခိုင်နှုန်းမှာညဘက်ဖြစ်ပွားကြောင်းနှင့်တိုက်ခိုက်မှုအများစုတွင် ဂျက်ဖိုက်တာကိုအသုံးပြုပြီးလူနေကြေးရွာဖုံကြီးကျောင်းနဲ့စာတင်ချောင်းများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများ၌အ धिक ပါဝင်ကြောင်းသိရပါတယ်။အခုနောက်ပိုင်းသုံးနေတဲ့ဂျက်ဖိုက်တာတွေမှာလက်တီကျူ၊လောင်တီကျူမြေပုံအညွှန်းအတိုင်းပြစ်နိုင်တဲ့စနစ်တွေပါတယ်။ဂိုက်ဘုံလို့ခေါ်တဲ့လမ်းညွန်ချက်မြေပုံအညွှန်းအတိုင်းပြစ်မှတ်တီးကျပြစ်နိုင်တဲ့ဘုံတွေတုံးကြတဲ့ဟုမဲဆောင်မြို့အခြေစိုက်စီရီယံအရာရှိတအူကသတင်းဌာနကိုပြောပါတယ်။ စက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှု82ကြိမ်ရှိခဲ့ပြီးအရက်သားပြည်သူများကလေးသူငယ်နှင့်ចောင်းသားများအပါအဝင်138ဦးသေဆုံးက188ဦးဒဏ်ရာရရှိခဲ့ကြောင်း MTSI ကဆိုပါတယ်။စက်တင်ဘာလအတွင်းနေ့နဲ့6နာရီမှနေ့ကင်း7နာရီအတွင်းလေကြောင်းတိုက်ခိုက်မှု23ကြိမ်၊နေ့ကင်း7နာရီမှညနေ6နာရီအတွင်း38ကြိမ်နဲ့ညနေ6နာရီမှနေ့နဲ့6နာရီအတွင်း22ကြိမ်စစ်တပ်ကကျူးလွန်ခဲ့ကြောင်းသိရပါတယ်။လေကြောင်းတိုက်ခိုက်မှုများကိုစစ်ရေးပြတ်မှတ်ဟုသတ်မှတ်နိုင်သောနေရာများအပြင် ခြေရွာများစစ်ပေးရှောင်စခန်းများဘာသာရေးနှင့်ပညာရေးအဆောက်အအုံများကိုလည်းညညအချိန်မရွေးတိုက်ခိုက်နေကြောင်းလည်း MDSI ကဆိုပါရယ်ဆလပီကြောင်မင်းမြို့နယ်ကိုစစ်တပ်ကထိုးစစ်ဆင်ခဲ့စဉ်ပြည်သူလေးဦးကိုတပ်ဖြတ်ခဲ့ပြီးအသက်16နှစ်အရွယ်မိန်းကလေးကိုပါစစ်သားများကအာရမပြုချက်တပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးသားမှဖြစ်ပါရယ်ရှမ်းပြည်နယ်ကြောင်မင်းမြို့မှာ10ကီလိုမီတာခန့်ဝေးပါသော လေတဲတိမ်းရှောင်နေသောပြည်သူလေးဦးကိုအကြံဖက်စစ်တပ်ကတပ်ဖြတ်ခဲ့ပြီးရင်းတို့တပ်ဖြတ်မှုအတွင်အသက်ဆက်ရှောင်နေအွယ်မိန်းကလေးကိုလည်းအာဓမပြုကျင့်တပ်ဖြတ်ခဲ့ကြောင်းရှမ်းလူအခွင့်ရေးမှန်းနိုင်ဤတာဝန်ရှိသူတအူကသတင်းဌာနကိုပြောကြားပါရယ်။ကြောင်မင်းမျိုးတို့အင်အားလုံးရဖြစ်ထိုးစစ်ဆင်တိမ်းပိုက်ခဲ့သောစစ်တပ်ကစက်တင်ဘာလ24ရက်နေ့ကြောင်မင်းမျိုးမှာ10ကီလိုမီတာခန့်ကွာဝေးသောလေတဲတွင်တိမ်းရှောင်နေသောအရက်သားလေးဦးကိုတပ်ဖြတ်ခဲ့ကအသက်ဆက်ရှောင်နေအွယ်မိန်းကလေးကိုလည်းအာဓမပြုကျင့်ခဲ့ကြောင်း စစ်တပ်စစ်စစ်ရေးကြောင့်2025ခုနှစ်ဩဂုတ်လမှစတင်ပြီးကြောင်မဲမြို့နယ်မှာရွာသား1000ကျော်နေရဆုံခွာတင်းရှောင်ခဲ့ရကြောင်းသိရပါတယ်။စက်တင်ဘာလ24ရက်နေ့နနက်10:00နာရီခွဲခန့်တွင်ကြောင်မဲမြို့နယ်နာအိုက်ခန့်ရွာမှစက္ကန်းသာရွာဘက်သို့ကင်းလေလာသောအင်အား100ခန့်ရှိသောစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လမ်းပေါ်တွင်ရွာသားတအုပ်နှင့်တွေ့ဆုံခဲ့ကြောင်းထိုရွာသားများကစစ်သားကိုစစ်ဆေးမြင့်မြတ်ပြီးရိုက်နှက်ခဲ့ကြောင်း ထိုးရွာသားထွက်ပြေးရန်ကြိုးပမ်းတော့အခါစစ်သားနှုတ်ကအနည်းရှိတဲတလုံးတို့လိုက်လံဖမ်းဆီးရမှာအသက်30အရွယ်ခန့်ရှိတန်ကဦးစင်တပါးနှင့်တွေ့ဆုံခဲ့ကြောင်းဦးစင်ကစစ်သားများကိုမြင်၍ကြောက်လန့်ကလေကွင်းတဲတို့ပုံအောင်ရန်ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြောင်းစစ်သားများကဦးစင်းဤညာဘက်မျက်လုံးကိုထိမှန်အောင်ပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးအဆိုပါတပ်ဖြတ်မှုကိုရွာကောင်းဆောင်တအူမျက်မြင်တွေ့ရှိခဲ့ကြောင်းသိရပါဗျ။ထို့နောက်စစ်သားများကရွာကောင်းဆောင်ကို ိုအေရီယာအတွင်းရှိလူများ၏တည်နေရာနှင့်အရေးအတွက်ကိုမေးမြန်းခဲ့ကြောင်းရွာကောင်းဆောင်ကအနီးနားရှိလက်တဲများတွင်လူခုနှစ်ဦးခန့်ရှိကြောင်းပြန်လည်ပြေကြသောအခါစစ်သားများကထိုသူများကိုခေါ်လာရန်အမိန့်ပေးခဲ့ကြောင်းသူတို့သည်ရွာကောင်းဆောင်နောက်ကိုမော်တော်ဆိုင်ကယ်များဖြင့်လိုက်ခဲ့ကြပြီး၎င်းတို့တပ်ပစ်လိုက်သောဦးစင်းထံမှယူလာခဲ့သည့်ဆိုင်ကယ်တစ်စီးလည်းပါဝင်ကြောင်းတဲတခုတို့ရောက်ရှိသောအခါရွာကောင်းဆောင်အပါဝင်ရွာသားတို့ဦးထွက်ပြေးလွတ်မြောက်သွားတော့လေအသက်16နှစ်အရွယ်တမီတအုံးနဲ့အသက်17နှစ်အရွယ်သားတအုံးတို့အထဲတွင်ကြံ့ရစ်ခဲ့ကြောင်းသိရပါတယ် တဲတွင်ဖြစ်ခဲ့စဉ်ဖြစ်စဉ်များအတွက်ထိုင်းရိုက်မျက်မြင်သက်တည်မရှိတော့လေအခင်းဖြစ်စဉ်နှင့်သက်တည်ကံပစ္စည်းများကစစ်ကောင်စီတပ်သားများကတပ်ဖြတ်မှုနှင့်လိင်အကြံဖတ်မှုအတွက်တာဝန်ရှိသူကိုတိကျစွာညွှန်ပြနေကြောင်းအသက်16နှစ်အရွယ်မိန်းကလေးဖြစ်သူမှတဲတဲတွင်ကိုလုံးတီးအနေထားဖြင့်နှစ်ဖူးနှင့်ခန္ဓာကိုယ်တွင်တံရများနှင့်သွေးများရွှဲကတေဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်းသူမ၏အဝတ်များကိုမိဖို့ကြောင့်အနီးတွင်တွေ့ခဲ့ရပြီးစစ်တပ်ယူနီဖောင်းအသုံးဆောင်များနှင့်လက်နက်အချို့မှသူမ၏ခန္ဓာကိုယ်အနီးတွင်ကျန်ရစ်ခဲ့ကြောင်းသိရပါသည် မိခင်ဖြစ်သူမှလည်းအသက်မခံရခင်စစ်သားများအားတမိဖြစ်သူကိုအနှရေမပြုတ်ရန်တောင်းပန်ခဲ့သည်ဟုယုံကြည်ရတော့လေစစ်တပ်ကရှင်ဘက်ကိုကြီးစံဖြင့်တေဆုံးသည့်အထိပြစ်ခတ်တက်ဖြတ်ခဲ့ကြောင်းအသက်၁၂နှစ်အရွယ်ကောင်းလေးမှလည်း၎င်းဤပိုင်နှင့်ကောင်းတွင်တနက်ထရန်များဖြင့်ပြစ်ခတ်ခရရကတေဆုံးခဲ့ကြောင်းသိရပါသည်၎င်းတို့၏ချို့အလောင်းကိုနောက်နေ့မနက်တွင်တွေ့မြင်ခဲ့သောဖခင်ဖြစ်သူကကျွန်တော်တဲကိုပြန်ရောက်တော့ကျွန်တော်မိမကိုရှင်ဘက်မှကြည်ရနဲ့ညီပေါ်လဲနေတာတွေ့တယ်။ဒါကလည်းသူ့ဘေးမှလဲနေပြီးသွေးတွေရွှဲနေတာ တမီးရဲ့အဝတ်အစားတွေကိုလည်းမြေပေါ်မှာတွေ့တယ်။သူ့အလောင်းကိုကြာအဝတ်အစားတွေမပါဘဲတဲထဲမှာတွေ့တယ်။သူမကအာရမချက်ပြီးအသက်ခံရတော့ပြီးမှလည်းမြမစစ်တပ်ရဲ့အဝတ်စုံနဲ့တနက်ပြောင်းကောင်းတွေလည်းတွေ့တယ်ဟုပြောဆိုပါတယ်။ထိုချိန်အတော်တွင်စစ်ကောင်စီလေးညားအပေါ်မှာပြန်ဝဲနေခဲ့တော့ကြောင်းအနီနာရှိရွာသားများသည်ပုံအောင်နေခဲ့ကြရာကြောင်းစက်တင်ဘာလ25ရက်နေ့နနက်7:00နာရီခွဲကမှရွာသားများနဲ့ဆွေမျိုးသားချင်းများကထိုနေရာသို့ပြန်လာကြပြီးဖုန်ကြီးမှစတင်ကတည်ဆုံသူများကိုမိရှို့တကြိုခဲ့ကြောင်းသိရပါတယ်။ တည်ဆုံသွားသူများမှာအသက်30ခန့်ရှိသော ဖုန်ကြီးလုံအော်ဤစနီးပါလီယံအသက်16နှစ်အရွယ်တမီဒါအသက်12နှစ်အရွယ်စိုင်းတန်းမောင်တို့ဖြစ်ကြောင်းသိရပါတယ်စစ်ကောင်စီရှိနေတဲ့ရွေတော်ဒီလိုရာဇဝတ်မှုတွေဆက်ပြီးကျူးလွန်နေမှာဖြစ်တဲ့အတွက်ကြောင့်ဒီစစ်ကောင်စီနဲ့စစ်အာဏာရှင်စနစ်ချုပ်ငင်းရေးအတွက်ကျမတို့နိုင်တဲ့ဘက်ကအကုန်အတူတူဝိုင်းပြီးစူးစမ်းကြဖို့လိုတယ်လို့ပဲကျမပြောချင်ပါတယ်ဟုရှမ်းလူအခွင့်ရေးမှနိုင်ဤတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ် ကြောင်မင်းမြို့နယ်အတွင်းစစ်ကောင်စီဤလေးကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့်ပြည်သူများသေဆုံးထိခိုက်မှုများစွာဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်